အားလုံးမင်္ဂလာပါရှင်။ကျမဒီတစ်ခေါက်တင်ဆက်ပေးသွားချင်တာကတော့ကပ္ပကျော်အဆိုရော Britney Spears ရဲ့ The Women in Me ဆိုတဲ့စာအုပ်ကိုဆရာဦးမင်းကြီးဘာသာပြန်ထားတဲ့ကျမကိုရဲကမိမဆိုတဲ့စာအုပ်ပဲဖြစ်ပါရဲ့ရှင်။ဒီစာအုပ်အားဖတ်ခွင့်ပြပါရင်ဆရာနှစ်တကွာသက်ဆိုင်သူများအားလုံးကိုဤနေရာမှနေ၍ခွင့်ပြုချက်တောင်းခံအပ်ပါရဲ့ရှင်။ကျမ Angie ပါ။ ျမမိတ်ဆွေစီရင်တဲ့ကတယောက်ကခလီရည်တန်တွေတွေနဲ့ဗီဒီယိုတစ်ခုတင်လာတော့ကျမသူ့ကိုတော်တော်မနာလိုဖြစ်သွားတယ်။တကယ်ဆိုရင်ကျမကအရင်လုတ်တင်တာခလီရည်တန်နောက်ခံထားတာကကျမရဲ့စိတ်ကူးတာဖြစ်တင်တာသိတယ်မဟုတ်လား။အမှုပညာသမားတွေကဖန်တီးတတ်တယ်လေ။အဲ့ဒီအချိန်တုန်းကဂီတလောကတွေက လူတော်တော်များများကကျမကိုယူနေတယ်လို့ထင်နေကြတဲ့အချိန်မှာတနေ့ရရမှာတော့ကျမအယူအမိုးဖြစ်နေတာမှန်ပါတယ်။ ကျမကိုရင်က စိတ်ပါလက်ပါဖန်တီးချင်လာပြီဆိုရင်တော့အယူအမူဖြစ်တော့တာပါပဲဒါကြောင့် Instagram မှာကျမကအစွမ်းပြချင်လာတယ်ကျမကအရေးတန်တယ်ရှင်ဟာသပညာရှင်တွေဖြစ်တဲ့ Amy Schumer, Kevin Hart, Sebastian Manescola နဲ့ Joe Quaido ဟာသတွေပြောနေကြပြီဆိုရင်ကျမကသူများတွေထက်ပိုရည်ပါတယ်ကျမသူတို့ပညာကိုလေးစားပြီးတယ်သူတို့ပြောလိုက်ပြီဆိုရင်လူတွေကမရည်ဘဲနဲ့ကိုမနေနိုင်တော့ပါဘူး ဒါကလည်းသူတို့ရဲ့ပါရမီလို့ဆိုရမှာပါပဲသူတို့ကရည်စရာကောင်းအောင် အတန်နဲ့လည်းဖန်တီးတတ်တယ်ဆိုတာကျမသတိထားမိပါတယ်ဒါဆိုရင်အတန်နဲ့ကျမလည်းဖန်တီးနိုင်ရမှာပေါ့ဟာတာအတက်ပညာကကျမအတွက်ခါတိချင်းကိုဖြည့်ဖြောက်ပေးတာလည်းဖြစ်ပါတယ်ဖြောက်ဖြည့်ရေးလောကရဲ့မှာရှိနေကြတဲ့သူတွေကိုကျမကလေးစားအားကြပါတယ်ရည်မောခြင်းဆိုတာကအလုံးအတွက်စိတ်တစ်ခွက်ပဲမဟုတ်ပါလားကျမတင်လိုက်တဲ့ post တွေကစမ်းလို့ဖြစ်စေ ဖြူစင်ရိုးသားလို့ဖြစ်စေလူတွေကသဘောကျကြပါရယ်တခါတလေမှာတော့ကျမကဘဝတလျှောက်လုံးနှိမ့်ဆက်ညင်းပန်းခံရတဲ့သူတွေအကြောင်းကိုတစွန်းတစရေးပြပါရယ်ဒါကလည်းမိမဆိုတဲ့စိတ်ကလေးနူးကြွာလာလို့ဖြစ်ပါလိမ့်မယ်ကျမရေးပြတယ်ဆိုပေမဲ့ပရိသတ်ကဘယ်သူဘယ်ဝါရဲလို့မသိနိုင်ပဲကျမနဲ့ကာယကရှင်တို့သာသိနိုင်ပါရယ်ကျမသားတွေကတခါတလေကျမကိုကြည့်ပြီးရစ်တက်ကြပါရယ်သူတို့ရည်တော်ကိုတော့ကျမကစိတ်မဆိုးပါဘူး သူတို့ကအမြဲတမ်းကျမကဘာကြီးပေါ်မှာမြင်တဲ့အမြင်ကို ပြောင်းလဲပေးတတ်ကြပါရဲ့သူတို့ကငယ်သေးတော့အရာရာကိုကျမမြင်တဲ့အမြင်နဲ့မတူတတ်ကြပါဘူး။နှစ်ယောက်စလုံးကတီထွင်ကြံစတဲ့အတွေ့အမြင်တွေရှိတတ်ကြပါရဲ့။ Sean Preston ကကျောင်းမှာထူးချွန်ပါရဲ့။သူကတကယ့်ကိုညံ့ရီထက်မြက်ပါရဲ့။ Jaden ကတော့ဆန္ဒရတီးတဲ့နေရာမှာသူမတူအောင်ကျွမ်းကျင်ပါရဲ့။သူ့ရဲ့လက်သံနားထောင်နေရင်ကျမဖြစ်ချက်သိမ်းမွေးညင်းတောင်ထမိပါရဲ့။ တကဘာလုံးဖြစ်ပွားခဲ့တဲ့ကူးစက်ယောဂါဆိုကြီးမဖြစ်ပွားမီကဆိုရင်ကျမတို့ရက်တသက်ပတ်3-4ကြိမ်လောက်ညစာအတူတူစားကြပါရစေ။ညစာလက်ဆုံစားကြရဲ့နဲ့သူတို့ကအမေကိုသူတို့အတွေ့အကြုံထူးခြားတာတွေကိုပြောပြတတ်ကြပါရစေ။ကျမနားမလည်တဲ့ကိစ္စဆိုရင်လေသူတို့ကရှင်းပြကြပါရစေ။မမီးဒီပကြီးကားလေးကိုကြည့်ပါဦး။ကျွန်တော်ဆွဲထားတာလို့ပြရင်ကျမကပကြီကားအပေါ်မှာမြင်တဲ့အမြင်ကိုပြန်ပေးဆွေးနွေးပါရယ်ဟုတ်တယ်မမီးဒါလေးကြည့်ပါအောင်လို့ တို့ကလည်းလက်ခံကြပါတယ်။ကျမကလည်းအလေးထားပြီးသုံးသပ်ပေးပါတယ်။သူတို့မှာပင်ကိုရေအသွေးတွေရှိကြပါတယ်။ကျမတို့ဆယ်စုနှစ်တစု ပြောင်းလာချိန်မှာတော့အဆအဆအရာရာဟာအထိတ်ပဲရှိလာပါပြီ။အဲ့ဒီမှာ ကိုဗစ်ကမွေးတော့တာပါပဲ။ပထမမရီမှာဘယ်သူမှအိမ်ပြန်ထွက်ခွင့်မရှိ ပိတ်ထားလိုက်ပါတယ်။ကျမကငကိုကလေးကအိမ်ပြန်ကိုတိမထွက်တဲ့မိမဆိုတော့အိမ်ထဲမှာပုံမြဲသွားတာပေါ့ နေ့တွေလတွေကိုကျမအခန်းထဲမှာသာနေပြီးကိုယ်တိုင်လှုပ်တဲ့ audio book တွေလို့ဖြစ်ပါတယ်ကျမပုံမြင်တွေပြောပြတဲ့ live ဘက်ကိုပြောင်းဖြစ်တယ်ဘာအကြောင်းပဲပြောပြောကျမဖန်တီးထားတဲ့စိတ်ကူးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြောပါတယ်ဘယ်စာအုပ်ဘယ်အကြောင်းရာပဲပြောပြောကျမက British လေတန်နဲ့ပြောပါတယ်ကျမအပြင်ဘက်မှာတော့ကျမအပြင်ဘက်ကကပါမာတော့ကျမအဖေကနောက်ချက်ဥပဒေအသစ်တွေနဲ့လုံခြုံရေးအဖွဲ့တွေကိုပြန်အသက်သွင်းနေပါပြီ တနေ့မှာတော့ကျမကခုံတန်းလေးရအရှိတခုပေါ်မှာထိုင်နေရင်က max ချောက်လိုက်တော့လုံကြုံကြီးတွေကအပြေးရောက်လာကြပြီးစူကြတော့တာပါပဲကျမအိမ်တဲကအိမ်ပြင်မထွက်ရဲပဲရက်တသက်ပတ်တော်တော်ကြကြနေလိုက်ရပါတယ် quarantine စီးမြင်အရာတယောက်တည်းနေရတာဆိုတော့ဟီဆန်ကလည်းကျမနဲ့အတူနေခွင့်မရှိပါဘူးကျမကအမြဲတမ်းတယောက်တည်းနေရတာကြီးဖြစ်ပြီးမိသားစုကိုလွမ်းနေရတာကြီးပါပဲအမေကိုဖုန်းဆက်လိုက်တယ်အမေရေတမီးတွေ့ကျင်တယ် အမေကငါတို့အခုဈေးဝယ်ထွက်နေကြတာပြန်ကြတော့မယ်နောက်မှပြန်ခေါ်တယ်သူတို့ပြန်မခေါ်ကြပါဘူးလူစီယာနာမှာလော့ခ်ဒေါင်းလုပ်ကြတာကလည်းပုံစံအမျိုးမျိုးပါပဲကျမကမိသားစုကိုဖုန်းနဲ့ဆက်သွဲဖို့လက်လျှော့လိုက်ပြီးသူတို့နဲ့တွေ့ဖို့အတွက်လူစီယာနာကိုသွားလိုက်ပါတယ်သူတို့အားလုံးကအားလက်နေကြတဲ့ပုံပါပဲကျမကဘာကြောင့်သူတို့နဲ့စကားပြောဖို့လိုမလဲလို့မေးလာခဲ့ရင်တော့အဖြေကိုကျမမသိပါဘူး ကျမတို့ကမိသားစုသားဆိုရင်တစ်ခါမှအဆင်ပြေတယ်ရေလို့မရှိခဲ့ပါဘူး။ဒါဖြစ်ပါကြောင့်ဆက်ဆက်နေရတာလေလို့ပြောလာရင်တော့အဖြေကကျမကြောက်လို့ပါ။ဒါကြောင့်ကျမကသူတို့နဲ့ပြေးပြေးလေးလေးပဲနေကြပါတယ်။အဖေကဆိုရင်တရားရုံးကချမှတ်ထားတဲ့အမိတ်အရာအခုလက်ထိကျမရဲ့အုတ်ထိန်သူဖြစ်နေပါသေးတယ်။ဒီအချက်ကိုအဖေကအမိတ်အရာစုတ်ကင်ထားတယ်။အိမ်မကြခင်ပြီးသွားလိမ့်မယ်လို့ကျမထင်တာပါပဲ။ ဒီတစ်ခေါက်ကျမတို့နဲ့အတူလာနေတော့မှသိလိုက်ရတာကကျမစိတ်ယောဂါကိုဆေးရုံရောက်နေစဉ်ကာလမှာအမိအိမ်မှာထားခဲ့တဲ့ကျမပစ္စည်းတော်တော်များများမရှိတော့ပါဘူးကျမငငယ်ကလေးကမြင့်မြတ်နူးနူးစုခဲ့တဲ့ Madden Alexander အယူကလေးတွေဆိုရင်တစ်ခုမှကိုမရှိတော့ပါဘူးကျမသုံးနှစ်လုံးလုံးရေးခဲ့တဲ့စာတွေလည်းမရှိတော့ပါဘူးကျမအတွက်အထိတ်ပဲရှိလို့စုပြီးချုပ်ထားခဲ့တဲ့ကြံပြားတွေလည်းမရှိတော့ပါဘူးအကုန်ပြောက်သွားပါပြီ ကျမထားခဲ့တဲ့စင်နေရာမှာဟောင်းလောက်ဖြစ်နေတာကိုမြင်ရတော့တော်တော်ကိုဝမ်းနည်းမိပါရယ်ကျမရေးခဲ့တဲ့စာရီကမျက်ရည်နဲ့ရေးခဲ့တာပါဒီစာရီကိုကျမထုတ်ဝေတာတော့မခံချင်လို့တင်ထားခဲ့တာပါသူများအတွက်အရေးမပါနိုင်ပေမဲ့ကျမအတွက်တော့အရေးကြီးပါရယ်အခုတော့ကျမမိသားစုက အမိုက်ပုံးလေးကိုထည့်လိုက်ကြပြီကျမစိတ်ပြန်တင်လိုက်ပါရယ်မဆုစာအုပ်အစ်စ်မှာပြန်ရေးမယ်တော်တော်များများကိုငါမတ်မိနေတာပဲ ကျမဒီနေ့အထိအသက်ရှင်နေတာကိုကဘယ်လိုပြောအောင်နေရမလဲဆိုတာကိုသိနေလို့ပါပဲ။ဖျားသခင်ကိုတော့တိုင်တဲပါရယ်။အဲ့ဒီအခောက်ကသူတို့နဲ့ဘာတစ်ခုမှထိတ်တိုက်မတွေ့စေဘဲငြိမ်းချမ်းအောင်နေခဲ့ပါရယ်။ဘာကြောင့်လဲဆိုတော့သူတို့ကိုနောက်ထပ်ကျမမတွေ့ချင်တော့ဘူးဆိုတာကိုကိုကိုသိနေခဲ့လို့ပါပဲ။ဥပဒေအရအောက်ထိန်မှုဆိုရဲအောက်ထိန်မှုအောက်မှာကျမနေထိုင်ခဲ့ရတဲ့ကာလအတွင်းရုံးတော်ကခန့်အပ်ထားတဲ့ဥပဒေအကျိုးဆောင်က ဒီ73နှစ်ကာလအတွင်းကျမအတွက်ဘာမှအသုံးမဝင်အကျိုးမပြုခဲ့ပါဘူးဒါပေမဲ့တကဘာလုံးဖြစ်ပွားခဲ့တဲ့ကတ်ယောဂါဆူကြာရောက်နေစဉ်ကာလမှာတော့ကျမကသူ့ကိုအကျိုးရှိရှိအသုံးချဖို့အတွက်စဉ်းစားခဲ့ပါတယ်ပုံမှန်ဖျားရှိခိုးရမယ်လို့သတ်မှတ်ထားတယ်မျိုးသူ့ကိုကျမကတပတ်နှစ်ကြိမ်ဖုံးဆဲရပါတယ်ကျမအခြေအနေကိုတင်ပြရတာပေါ့သူကကျမအတွက်အလုပ်လုပ်ပေးနေတာလားဒါမှမဟုတ်ကျမအဖေနဲ့လူတို့အတွက်အလုပ်လုပ်ပေးနေတာလားဆိုတာကိုတော့ ကျမမခွဲခြားတတ်ပါဘူး။သူနဲ့စကားပြောတဲ့အခါတိုင်းကျမတွေးနေမိတာကကျမသိထားတဲ့အချက်အလက်တွေအပေါ်မှာသူယုံကြည်မှုရှိပုံမရပါဘူး။ဒီကိစ္စကဘဲကိုဥတီနေတယ်ဆိုတာကျမသိတယ်။ကျမကကိစ္စအလုံးကိုအဆုံးသတ်ပြစ်ချင်နေပါပြီ။ကျမပြောရဲပါတယ်။ရှင်တို့ကတော့ဘယ်ပြီးစေချင်ပါမလဲ။နောက်ဆုံးတော့ကျမကအလှည့်အပြောင်းတစ်ခုကိုရွေးချယ်လိုက်ပါတယ်။အမှန်တမ်းပြောရရင်သူကကျမအတွက်ဘာမှလုပ်ပေးနိုင်တဲ့အရေးချင်းရှိတဲ့သူမဟုတ်ပါဘူး။ ကျမကဘာမှလူသိရှင်ချမ်းမပြောတော့ဘဲတိတ်တိတ်ကလေးနေလိုက်တယ်ဆိုပေမဲ့ကျမရင်ထဲမှာတော့ဒီကိစ္စကြီးမြင်မြန်ပြီးပါစေတော့ရေလို့ရှစ်ခိုးဆုတောင်းနေမိပါတယ်။ဒါကြောင့်2021ခုနှစ်ဇွန်လ22ရက်နေ့ညမှာတော့ကယ်လီဖိုးနီးယားမှာရှိတဲ့ကျမနေအိမ်ကနေရဲစခန်းကိုဖုန်းလန်းဆက်လိုက်ပါတယ်။ကျမဖောက်ခင်ဖြစ်သူကဥပဒေအကြောင်းအရအုတ်ထိန်သူဆိုတာကိုအခွင့်ကောင်းယူပြီးကျမကိုမတရားအနိုင်ကျင့်နေပါတယ်လို့တိုင်ကြားလိုက်ခြင်းပါပဲ။ ဥပဒေကြောင်းအရအုတ်ထိန်မှုဆိုတာရက်ဆိုင်သွောင်းအောင်စပြီးစူးစားတဲ့အချိန်နဲ့အပိသက်ဆုံးဖြတ်ချက်ချတဲ့ကာလအတွင်းမှာတော့ကျမဘဝကတကယ့်ငရေခံပါပဲအဖေဘာထွက်လာမယ်ဆိုတာကျမမသိခဲ့ပါဘူးအဲ့ဒီကာလအတွင်းမှာတော့အဖေကိုလုံးဝဆန့်ကျင်မပြောရဲခဲ့တယ်လို့အဖေခိုင်းလာမှသမျှကိုလည်းမငင်းဆန်ရဲပဲလှုပ်ပေးခဲ့ရပါတယ်အဖေကဘာထွက်လာမယ်ဆိုတာတော့မသိသေးပါဘူးဒီကာလအတွင်းမှာကျမညီမကစာအုပ်တအုပ်ရေးလိမ့်မယ်ဆိုတာကိုလည်းမသိခဲ့ပါဘူး။ ကျမကအဖိတ်အုပ်ထင်းမှုအောက်မှာပဲရှိနေပါသေးတယ်။ကျမကိုယ်တိုင်ကပောက်ပွဲချင်နေပြီဖြစ်ပေမဲ့ဘာမှမလုပ်ရသေးပါဘူး။တည်င်းမှတ်တမ်းတွေမှာလူတွေကကျမနဲ့ပတ်သက်လို့အမျိုးမျိုးပြောနေကြပါဗျ။သူတို့ကစေတနာနဲ့ပြောကြတယ်ဆိုတာကျမသိပေမဲ့ကျမဖက်မှာအများကြီးခံစားနေရပါတယ်။တချို့ကျမနဲ့ရင်းနှီးတဲ့သူတွေကလည်းကျမကိုဘာမှမတိုင်ပင်ကြဘဲနဲ့ကင်မရာရှေ့မှာသူတို့ထင်ရမြင်ရတွေကိုပြောနေကြပြန်ပါတယ်။သူတို့ဘာကြောင့်များ သူတို့မသိတဲ့ကျမအကြောင်းကိုပြောချင်နေရတာလဲဆိုတာကိုတော့ကျမနားမလဲပါဘူးတကယ်လို့ကျမကသာကျမသိတဲ့တခြားတငယ်ချင်းတယောက်အကြောင်းပြောပါလို့မိလာခဲ့ရင်တော့ကျမကတော့ကာယကရှင်တငယ်ချင်းကိုငါဒီလိုပြောလိုက်မယ်နော်လို့ပြန်တိုင်ပင်မိပါအမှန်ပါပဲဒါပေမဲ့သူတို့ကတော့ကျမကိုဘာမှမပြီးကြပဲမန်းစာပြောကြတာတွေအများကြီးပါပဲ Miss Peer ကျွန်တော်ကိုပြောစရာရှိတာလွတ်လွတ်လပ်လပ်ပြောပါ ဖုန်းထဲကကြားလိုက်ရတဲ့အသံပါကျမကအဲ့ခန်းထဲမှာပါအဲ့ဒီနေ့က Los Angeles မှာရှိနေတဲ့သံမနှစ်တနေ့ပါပဲ2021ခုနှစ်ဇွန်လ23ရက်နေ့မှာကျမ Los Angeles ရဲ့ရုံတော်မှာကျမကိုဥပဒေကြောင်းအရထိမ့်သိမ်းမှုနဲ့ပတ်သက်လို့ပြောဆိုတင်ပြခွင့်ရခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့တကဘာလုံးကကျမပြည်သက်တွေနားဆွင့်နေကြမှာပါ ဒီနေ့ရောက်လာဖို့အတွက်ကျမနစ်ရှိလာများစောင့်ဆိုင်ခဲ့ရသလိုကြိုတင်ပြင်ဆင်မှုတွေလည်းလုပ်ထားခဲ့ပါတယ်။ကျမကရုံးတော်ကိုတင်ပြလျှောက်ထားချင်တာတွေကိုလျှောက်ထားခွင့်ရတဲ့နေ့ကျရင်လျှောက်ထားချက်တွေကိုပြည်သက်တွေသိအောင်လို့ဖွင့်ပေးပါလို့လည်းတင်ပြခဲ့တာကြောင့်တန်ပေါင်းများစွာသောပြည်သက်တွေကျမရဲ့အတန်ကိုစောင့်ပြီးနားထောင်နေကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ ကျွန်မအတန်းကိုကဘာနှံကရေဒီယိုရုပ်မြင်သံကြားအင်တာနက်တို့ကတစင်အားလုံးကြားနေကြရမှာပါ။ဒါပေမဲ့ကျွန်မ grain ကတော့အတော်များများကိုမဖွင့်မပြောဘဲထိန်ချင်ထားခဲ့တာတွေအများကြီးပါပဲ။ကျွန်မအတန်းကကျွန်မကြားနေတာအတန်းမဟုတ်ဘဲတမျိုးဖြစ်နေတာကြောင့်ကျွန်မပြိသက်တွေမမိပါမလားလို့တောင်းတန်တဲ့ရဖြစ်မိပါတယ်။ကျွန်မကိုယူနေတယ်လို့များထင်ကြမလားမသိဘူး။လိနေတယ်လို့ပဲထင်ကြမလား။ ကျမပြောပြတဲ့ကျမအပေါ်ဖိနှိပ်ချုပ်ချယ်မှုတွေကယုံနိုင်စရာမရှိတော့ဘူးသူတို့ထင်မဲဆိုရင်လည်းထင်ကျင်စရာပါပဲကျမဒီလိုထွက်ဆိုနိုင်ဖို့အတွက်ပုံစံမျိုးစုံနဲ့ခြာရည်ကြီးခဲ့ပါတယ်အမှန်အတိုင်းပေါ်လွင်အောင်နှီးမျိုးစုံနဲ့ကြိုးစားခဲ့ပါတယ်ပြောစရာရှိတာတွေအလုံးပြောဖြစ်အောင်ပါဒါပေမဲ့တခက်လက်တွေပြောရတဲ့အချိန်မှာတော့ကျမစိတ်တွေလှုပ်ရှားနေပါတယ် ြောက်နေတဲ့ဂျားကပဲကျမဆွဲကင်ထားရမယ့်အချက်အလက်တွေကိုတတိမိမသွားစေဖို့လဲဂယုဆိုင်ရပါသေးတယ်။ကျမဆန္ဒကကျမပြစ်သက်တွေအနည်းနဲ့ကျမဖြတ်တန်းခဲ့ရတဲ့ခရီးကိုသိစေချင်တယ်။ဒီခရီးစဉ်ကိုပြောင်းလဲပြစ်နိုင်မယ်လို့ကျမယုံကြည်တယ်။ကျမအနည်းနဲ့ပျော်ရွှင်စွာနေထိုင်ခွင့်ရှိရမယ်လို့ယုံကြည်ပါတယ်။ကျမအတိညာအရှာလွတ်လပ်ခွင့်ရရမယ်လို့လည်းသိထားပါဗျ။ ဒီအသိဉာဏ်တွေကျမခေါင်းထဲမှာရှိနေတာကြောင့်လေရုံးတော်ကိုရှောက်ထားလိုက်တာပါကျမကိုယ်ထဲမှာရှိနေတဲ့မိမကကျမအခွင့်အရေးအတွက်တိုက်ယူဖို့ခွန်အားရှိနေပါသေးတယ်ကျမဘေးမှာထိုင်နေတဲ့ဟီဆန်ကျမရဲ့ခင်ပွန်းကိုပေါ့ကြည့်လိုက်တော့သူကကျမလက်ကိုညစ်ပြီးအားပေးပါတယ်တပဝစာလောက်ကြားတယ်လို့ထင်မိတဲ့တခဏအတွင်းမှာပဲကျမဘဝဇက်ချောင်းကိုပြန်ပြောပြနေရပါပြီတရားတူစင်းမင်းရှင့် ကျမကကျမပြိသက်တွေကိုအစဉ်ပြေပါတယ်ပျော်ပါတယ်လို့ညပေးပြောခဲ့ရပါတယ်အဲ့ဒါညတာပါကျမစိတ်ကူးထဲမှာကျမသာပျော်ရွှင်ခွင့်ရမယ်ဆိုရင်ဆိုရက်အတွင်းနဲ့သာပြောခဲ့တာတွေပါတကယ်တော့ကျမဘဝကအဆစအယားယာညင်းပယ်ခံရတဲ့သူပါအခုတော့ကျမအားလုံးကိုအမှန်အတိုင်းဖွင့်ပြောပါတော့မယ်ကျမမပြောပါဘူးအဲ့လိုလေမရပါဘူးဒေါသအမြဲတမ်းထွက်နေခဲ့ပါတယ်ဒါကယူတာပေါ့ စိတ်ဓာတ်ကလည်းအမြဲကျနေခဲ့ရပါတယ်။နေ့စဉ်နဲ့အမျှငုံနေခဲ့ရပါတယ်။ကျမဆက်ပြောတယ်။ကျမအရက်မတော့ပါဘူး။အမှန်ကတော့ကျမခံစားနေရတဲ့ဝေဒနာတွေကြောင့်အရက်တောက်တင့်ခဲ့ပါတယ်။သူတို့ကျမနှလုံးသားထဲကိုစိတ်ဝင်အောင်ထည့်ပေးခဲ့ကြတဲ့အကြောင်းအရာတွေကအင်မတန်ကိုဆိုးရွားပါတယ်။ကျမသာတရားသူချင်းမင်းကိုတယ်လီဖုန်းနဲ့ထာဝရတိုင်တယ်ခွင့်ရနေခဲ့ရင်အင်မတန်အဆင်ပြေမှာပါ။ ။ဘာကြောင့်လဲဆိုတော့ကျမဖုန်းချလိုက်ပြီးတာနဲ့ကျမကိုအုပ်ထိန်နေကြတဲ့သူတွေထံက no ဆိုတဲ့စကားသံတွေအဆက်မပြတ်ကြားနေရလို့ပါ။ဒါတွေမကသေးပါဘူး။ကျမကိုအုပ်စုလိုက်ညင်ပန်းနှိပ်စက်တာတွေကိုလည်းခံစားနေရပါတယ်။ကျမနဲ့ဘယ်သူမှအပေါင်းအသင်းမလုပ်ရဲအောင်ဖန်တီးထားကြပြီးကျမက အမြဲတမ်းအထီးကျင်နေခဲ့ရပါတယ်။ကျမအနေနဲ့အများသူငါတွေလိုခံစားခွင့်ရနေကြတဲ့လွတ်လပ်ခွင့်ကိုခံစားခွင့်ရတဲ့တဲလို့ထင်ပါတယ်။ကလေးယူခွင့် မိသားစုတိဆောက်ခွင့်စတဲ့အခွင့်အရေးတွေကျမမှာဘာမှမရှိပါဘူး။တရားသူချင်းမင်းကိုတင်ပြချင်တာကတော့ဒါပါပဲရှင်။ဒီနေ့ကျမကိုလွတ်လွတ်လပ်လပ်စကားပြောခွင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျမအသက်တောင်မရှိနိုင်ပါဘူး။တသက်နဲ့တကူပထမဦးဆုံးအကျင့်ဖြစ်လွတ်လွတ်လပ်လပ်စကားပြောခွင့်ရတာဖြစ်လို့ကျမရင်ထဲမှာရှိတာတွေကိုတုံချလိုက်ပါတယ်။တရားသူကြီးဘာပြောမလဲဆိုတာကိုကျမ ရင်တထိတ်ထိတ်နဲ့စောင့်နေမိပါတယ်။သူ့ရဲ့ခေါင်းလေးကိုကျမပြောတာတွေဝင်သွားပါစေလို့လဲဆုတောင်းမိပါတယ်။တရားသူကြီးကအမျိုးသမီးပါ။တရားရုံးအနေနဲ့ရှောက်ထားသူ Miss Spear ရဲ့ခန်းစားချက်တွေပွင့်ပွင့်လင်းလင်းပြောပြပေးရှောက်ထားတာကိုနားလည်ခန်းစားလို့ရပါတယ်။ဒီနေ့ရုံးတော်မှာလာရောက်ထွက်ဆိုရှောက်ထားဖို့အတွက်တတိတွေအများကြီးမွေးကြရမယ်ဆိုတာကိုလည်းနားလည်ပါတယ်။ခန်းစားရသမျှကိုဥပဒေကြောင့်အရှတာဖြေရှင်းဖို့ ကြိုးစားတဲ့အတွက်လဲချီးကျူးပါတယ်။အမျိုးသမီးတရားသူကြီးရဲ့စကားသံကိုကြားရတော့ကျမတော်တော်လေးကိုစိတ်သက်သာရာရခဲ့ပါတယ်။ကျမခံစားခဲ့ရတာ73နှစ်ရှိပြီလေ။ကျမအလုပ်တွေကိုပင်ပင်ပန်းပန်းတုတ်ခဲ့ရပါတယ်။ဒါပေမဲ့ခံစားခွင့်ကြတော့ကျမမိသားစုကခွင့်မပြုပါဘူး။ကျမကိုသူတို့ဆက်ဆံတဲ့ပုံစံကရာဇဝတ်သားတစ်ယောက်ကိုဆက်ဆံတယ်လို့ပါပဲ။ကျမကဒါနဲ့ပဲထိုက်တန်နေဆိုတဲ့သဘောပါပဲ။ ကျမဟာဘာမှတန်ဖိုးမရှိတဲ့သူလို့ထင်လာအောင်သူတို့ကဖန်တီးထားကြပါတယ်။သူတို့လှုပ်သမျှတွေထဲမှာအဆိုးဆုံးကတော့ကျမယုံကြည်ကိုးကွယ်မှုကိုပါပြက်ပြန်းအောင်လှုပ်ဆောင်လာကြခြင်းပါပဲ။ကျမကဘာသာရေးနဲ့ပတ်သက်ပြီးထွေထွေထူးထူးစိတ်ကူးတတ်တဲ့သူမျိုးမဟုတ်ပါဘူး။သူတို့ထိ ंछ ုံမှုအောက်မှာနေရတဲ့အတွက်ဖျားကိုယ်တော်ပိတ်ထားလောက်တဲ့အခြေဖြစ်ခဲ့ရပါတယ်။ ဥပရေအရာအုတ်ထိမှုဆိုရာကြီးပြက်ပြဲသွားပြီးတဲ့နောက်မှာတော့ကျမရင်ထဲမှာဖះကိုအမြဲတနေသူကိုမတရားလှုပ်လို့မရဘူးဆိုတာနားလည်လာခဲ့ရပါတယ်။ဒါကြောင့်ကျမဖះအမြဲတမ်းရှိခိုးပါတယ်။လုံခဲ့တဲ့73နှစ်လုံးလုံးကျမအလိန်ခံခဲ့ရတာပါတကဘာလုံးကကျမအနေနဲ့ဥပရေအကျိုးဆောင်အစ်စ်တယောက်ပြောင်းတင်တယ်ဆိုတာသိကြပါဗျ။ကျမကတော့နောက်ဆုံးမှသဘောပေါက်ခဲ့သူပါ။ကိုယ့်ဘဝကိုယ်ကိုစီမံခန့်ခွဲနိုင်ဖို့ချိန်ရောက်ပြီပေါ့။ ကျမက ကျမရဲ့ social media ကမိတ်ဆွေတွေနဲ့ကျမတငယ်ချင်း Kate တို့ကိုဥပရေအကျိုးဆောင်ကောင်းကောင်းတယောက်ရှာပေးကြပါလို့အကူအညီတောင်းလိုက်ပါတယ်။ဒါနဲ့ပဲကျမ Metro Rosengut နဲ့ဆက်သွယ်ရခဲ့တာပါ။ဒီလူကအော့ဩစရာကောင်းလောက်အောင်တော်ပါတယ်။သူကထင်ရှားတဲ့အစိုးရရှေ့နေတယောက်ဖြစ်ခဲ့ပြီးအခုတော့နာမည်ကြီးဥပရေအကျိုးဆောင်အဖွဲ့တစ်ခုမှာအဖွဲ့ဝင်တယောက်အဖြစ်လုပ်နေတဲ့သူပါ။သူ့ရဲ့အမှုသေးတွေထဲမှာ Steven Spielberg ခီနူရစ်တူတော်ပါဝင်ကြပြီးနာမည်ကြီးအမှုပေါင်းများစွာကိုအကျိုးဆောင်အဖြစ်လိုက်နေတဲ့သူပါကျမတို့ချင်းတယ်လီဖုန်းနဲ့အချိန်ပေါင်းများစွာစကားပြောကြပြီးဇူလိုင်လရဲမှာတော့ကျမအိမ်မှာတွေ့ဖြစ်ကြပါတယ်မက်ထရူးကကျမဘက်ကပါလာပြီးဆိုတော့ကျမလွတ်မြောက်တော့မယ်လို့ခံစားလိုက်ရပါတယ်အခုလိုရှေ့မတူနောက်မဆုတ်ဖြစ်နေမယ့်အစားတခုခုတော့ပြောင်းလဲလာလိမ့်မယ်လို့ယုံကြည်ပြီးပါတယ်တရားဥပဒေအရလောက်ကြမှာဆိုတော့အချိန်တော်တော်ကြာကြာစောင့်ရလိမ့်မယ်ဆိုတာလည်းသိထားပါတယ် တရားရုံးကခန့်အပ်ပေးထားတဲ့ဥပဒေအကျိုးဆောင်ကို ကျမကမသုံးဘဲသူ့ကိုတိချအပ်တယ်ဆိုတော့သူကကျမကိုတော်တော်လှန်နေပုံရပါတယ်။သူကရှင်းပြတာကတော့အခိုင်အမာတရားခံပါလို့တိထားကြတဲ့သူတွေပဲလေ။သူတို့စိတ်ကြိုက်ဥပဒေအကျိုးဆောင်ကိုငားရန်ခွင့်ရှိပါတယ်တဲ့။ပြီးတော့သူ့ရဲ့ပင်ကိုစိတ်ရင်းကိုကလူတယောက်ကိုအနိုင်ကျင့်တဲ့ကိစ္စမျိုးကိုဆက်ဆုပ်ပါတဲ့။ကျမဝမ်းသာသွားတယ်။ဘာကြောင့်လဲဆိုတော့ ျမရဲ့အဖေလီယိုနဲ့ရောဘင်တို့ကကျမကိုနိုင်ထက်စင်းနဲ့အနိုင်ကျင့်နေကြတဲ့သူများလို့မြင်ထားတာကြောင့်ပါပဲသူတို့ကိုကျမဘဝတွေကနေ မောင်းထုတ်ပစ်ချင်ပါတယ်မက်ထရူကသူ့ပထမချီနဲ့အနေနဲ့ရုံးတော်မှာကျမအဖေကိုဥပဒေအရအုပ်ထိန်သူအဖြစ်ဆောင်ရွက်နေခြင်းမှရုပ်သိမ်းပေးဖို့လျှောက်ထားမိတဲ့အဲ့ဒါတွေပြီးသွားရင်တော့ကျမကိုအုပ်ထိန်ပါတယ်ဆိုတဲ့အဖွဲတစ်ဖွဲလုံးဖြတ်သိမ်းအောင်ဆောင်ရွက်မယ်လို့ဆိုပါတယ်ရက်တသက်ပတ်အနေငယ်ကြတဲ့ ချိန်မှာတော့ဇူလိုင်လ26ရက်နေ့မှာကျမအဖေကိုအုတ်ထိန်သူအဖြစ်မှပေးဖြတ်ပေးဖို့လျှောက်ထားပါတော့တယ်။တရားရုံးမှာအကြီးအကျယ်ကြားနာပြီးစက်တင်ဘာလ29ရက်နေ့မှာအဖေကိုအုတ်ထိန်သူအဖြစ်ကနေပေးဖြတ်ကြောင်းအမိန့်ချမှတ်လိုက်ပါတော့တယ်။တရားရုံးဆုံးဖြတ်ချက်ကိုမက်ထရူကကျမစီဖုံးမဆက်နိုင်ဒိတ်ခင်မှာပဲတည်င်းတွေကဖော်ပြနေကြပါပြီ။ကျမစိတ်တော်တော်ကိုပေါ်သွားပါတယ်။ငယ်ဘဝကနေအရွယ်ရောက်လာတဲ့အချိန်ထိကိုပိုင်ဆုံးဖြတ်ချက်နဲ့ဘာမှလုပ်ခွင့်မရှိခဲ့တဲ့ကျမရဲ့ဘဝ ကိုကိုကိုယုံကြည်စိတ်ချမှုကင်းမဲ့နေအောင်ဖန်တီးထားတဲ့အဖေအခုတော့ကျမကိုချုပ်ကိုင်းလို့မရတော့ဘူးပေါ့ဒီနေရာမှာမက်ထရူကကျမအဖေကိုရင်အုတ်ထင်းသူဘဝမှာမရှိတော့ဘူးဆိုမှတော့ဥပရေရအုတ်ထင်းသူအဖွဲဆိုတာကိုလည်းဖြတ်သိမ်းတင်ပါကြောင်းဆက်လျှောက်ထားပါရယ်အဲ့ဒီအချိန်မှာကျမကတီဟီတီအပန်းဖြစ်စခန်းကိုရောက်နေတယ်နိုဝင်ဘာလပေါ့မက်ထရူက ကျမကိုဖုန်းဆက်ပြီးမနဲ့ပြမနဲ့အိယာကထရတဲ့အချိန်ကစပြီးကျမအပေါ်မှာဘယ်သူမှထိမ့်ချုံမှုမရှိပဲအိယာကနူးထားလို့ရပါပြီလို့အကြောင်းချလာပါရယ်73နှစ်လုံးလုံးသူများအုပ်ထိမ့်မှုအောက်မှာနေခဲ့ရပြီးသူတို့ခိုင်းတယ်လို့သာလုပ်ခဲ့ရတဲ့ကျမရဲ့ဘဝကလွတ်လပ်သွားပါပြီမက်ရှူကရုံးတော်ကထွက်လာပြီးပြီးချင်းဖုန်းဆက်ပြောဆိုတာကတော့ကျမမှာမယုံနိုင်လောက်အောင်ကုန်ဖြစ်ခဲ့ရပါတယ်ကျမလွတ်လပ်သွားပြီတဲ့ အမှန်ကတော့ကျမလွတ်လပ်သွားတယ်ဆိုတာမက်ရှူရဲ့ကြိုးစားမှုကြောင့်ပါဒါပေမဲ့သူကကျမအနေနဲ့လွတ်လပ်ထိုက်ပါတယ်လို့ပြောတယ်သူပြောတာကတော့ရုံးတော်ပါကျမထွက်ဆိုခြင်းအရာမတရားအုပ်ချုပ်မှုကိုခံရတာတေချာတဲ့အတွက်လွတ်မြောက်လာခြင်းသာဖြစ်တယ်လို့ရှင်းပြပါတယ်အခုတော့ကျမဘွားကိုကျမကြိုက်တယ်လို့လှူရှားခွင့်ရှိပါပြီသူတပောင်းအုပ်ချုပ်မှုနဲ့လှူရှားနေရစဉ်ကာလရုံးကကျမတိတ်ဆိတ်ဆိုးခဲ့ပါတယ်အဆုံးအထိ လိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအတူအတူပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်လာမယ့်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပြီးတော့မှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါဦးရှင်။